ောင်ဆရာအိမ်မှာဒီသွေးပေါင်ခြင်းကိုပေါ့နော်ဘယ်လိုမျိုးတိတိကျကျအတိုင်းလို့ရပါသလဲဆရာအမေအဲ့ဒါအိမ်မှာသွေးပေါင်ခြင်းကိုတိကျအောင်အတိုင်းမို့ဟာရေးကြည့်တယ်တကဆရာကပြောသူ automatic digital blood pressure cap ပေါ့နော် digital set နဲ့တိုင်းလို့ရပါတယ်တစ်ချက်နောက်တစ်ခါအရေးကြီးတာကတော့တိုင်းတဲ့အခါမှာဆရာလိုက်နာမဲ့ချက်လေးတွေရှိဒါလေးတော့စနစ်တကျလိုက်နာစေချင်တယ် digital set ကမှန်နေလို့ဆရာပြောပြီးပြီအဲသူမြေဒါ digital set မှန်တယ်ဆိုတာကတော့ခုနပြောသူတို့ကိုယ်ဘက်ကတန်းတန်းတလောက်ဆက်မျိုးစားကောင်းတဲ့အမျိုးစား quality ကောင်းတာလေးကိုဒါဟာလာမေးမြန်းပြီးတော့ဝယ်ယူမယ်ဆိုရင်မမှားပါဘူးเนาะနောက်တစ်ခါမိမိရဲ့ဆက်ကို6လတခါတစ်နှစ်တခါတန်းတီးတော့ဆက်ကောင်းသေးလားဒါလေးယူတော့เนาะသက်ဆိုင်ရာဝယ်ယူတဲ့ company နဲ့စစ်ဆေးတိုင်ပင်ပြီးတော့စစ်ဆေးတယ်เนาะအဲတော့ digital set ဒီမှန်တယ်လို့ဆရာနံပါတ်ပြောပြရစီနှစ်ကတော့ဆရာတို့မတိုင်းခင်မှာလိုက်နာမှာလေးရှိတယ်အရေးကြီးတာကတော့မတိုင်းခင်မှာလင်းကျင်ငယ်လှုပ်ထားတာမျိုးမလုပ်ရဘူး နော်တော့နိုင်ဝဲအတွင်းမှာဆက်လီတောက်တာ အရက်တောက်တာနော်ကျွန်တော်ကဖိန်းပါကော်ဖီလိုမျိုးတောက်ထားတယ်မလုပ်ပါဘူးအဲ့ဒါဆိုသေးပေါင်းကြီးတက်နေတယ်မမှန်နိုင်သမီးနောက်တစ်ခုကသေးပေါင်းကြီးတိုင်းတဲ့အခါမှာဦးလို့ပေါ့နော်ဇယ်တက်တောက်တက်တာလို့ခုံနဲ့ထိုင်ပြီးတိုင်းလို့ရပါတယ်ထိုင်ရဲ့အနေထားနဲ့ပဲတိုင်းလို့ရတယ်လက်မောင်းမှာတိုင်းတာအကောင်းဆုံးပါတိုင်းတာရဲ့မျိုးစုံလို့ရှိပေမဲ့ဇယ်တော်တစ်ခုပဲလူရင်းပြောလက်မောင်းမှာတိုင်းတာအကောင်းဆုံးပါနော်ထိုင်ရဲ့အနေထားနဲ့ပဲတိုင်းပါတိုင်းတဲ့အချိန်မှာအေးအေးချမ်းချမ်းရှိတဲ့အချိန်မှာတိုင်းပါ တော့ဒေါသထွက်နေတဲ့အချိန်လေးအစကားတွေပြောစိတ်တော့ကဖြစ်တဲ့အချိန်မှာမတိုင်းပါနဲ့အေးချင်းချင်းနိုင်ဝဲလောက်နားယူပြီးမှတိုင်းပါတိုင်းရင်လည်းနှစ်ခါလောက်နောက်ပြန်တိုင်းပါ၅မိနစ်လောက်ကြာပြီးတော့နော်အဲ့ဒီနှစ်ခါတိုင်းတာအဖြစ်နှစ်မျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်လူတယောက်ကသွေးပေါင်းချင်အချိန်နဲ့များအပြောင်းနဲ့ရှိတယ်ဒါဆက်မမှန်တော့မဟုတ်ဘူးတချို့ကအခုတိုင်းရင်တစ်မျိုးခဏလေးတိုင်းရင်တစ်မျိုးဆက်ကမမှန်တာတော့မဟုတ်ဘူးလူတွေသွေးပေါင်းချင်အမြဲတမ်းတစ်သက်တည်းမရှိအနည်းငယ်အပြောင်းနဲ့ရှိတယ် ငါတလောက်ပဲဆက်ပါအနေငယ်ပြောင်းလဲရှိတယ်ဒါမှမဟုတ်ဆရာတို့က every ပြန်ဖြန်းပြပြန်ယူခိုင်းတာပေါ့နော်နောက်တစ်ခုအရေးကြီးတာကတော့ဆရာတို့ဟိုတခုလေဟဲ့သွေးပေါင်ခြင်းကတ်ဟုတ်သွေးပေါင်ခြင်းဆက်ဝဲတဲ့ဟုတ်တဲ့မိမိတိုင်းမဲ့သူရဲ့လမောင်းရဲ့လက်ပတ်နဲ့တော်တဲ့အန်ကိုက်ဖြစ်မှာကိုဟုတ်ဟုတ်တဲ့ဝဲရအချို့ဝဝကြီးကွာလက်ပတ်ကသေးသေးလေးဟာတင်းကြီးဆွဲပတ်မမှန်နိုင်အချို့ကပိန်ပိန်လက်ပတ်ကြီးကအကြီးအဲ့ဒါဆိုလည်းမမှန်တယ်ဒါ မိမိနဲ့တင့်တော်တဲ့ appropriate gap check ဖို့လေအရေးကြီးတယ်ဆိုတာလေးဆရာပြောပြရစီနော်တူဟုတ်ကဲ့ပါဆရာဟုတ်ဒါဆိုရင်ဒါအခုကတော့ဒါဒါစေကမ်းမှာတိုင်းတာလို့ရတယ်သွေးတူတိုင်းတဲ့အဲပုံစံရယ်ပြီးတော့ဒါအိမ်မှာအာဒီသွေး blood pressure အတိုင်းနဲ့ပုံစံရေပေါ့နော်အဲ့ဒါဆိုလို့ရှင်လေဒီသွေးတို့ယောဂါဘူးပေါ့နော်အဓိကဖြစ်စီတဲ့အကြောင်းအရာတွေကရောဘာတွေများလဲဆရာသွေးတို့ယောဂါဖြစ်စီတဲ့အကြောင်းအရာတမီနှစ်ခုပဲရှိတယ်ဟုတ်တစ်ကမျိုးရိုးရောက်သွေးတို့လား ဆောက်ဆေးပညာခေါ်ရတော့ essential hypertension ပေါ့နော်ဒီလိုခေါ်တယ်နှစ်ကတော့ယောဂအခမ်းအကြောင်းသွေးတိုးတာနှစ်မျိုးပဲရှိတယ်နံပါတ်၁ကမျိုးရိုးကြောင့်သွေးတိုးတာ essential hypertension ယောဂအခမ်းမရှိဘူးအဲ့လိုသွေးတိုးမျိုးအများပြတော့အသက်40ကျော်မှတိုးကြတာများတယ်အသက်40အထက်မှဖြစ်လေရှိတယ်မျိုးရိုးရှိတယ်အမျိုးရှိတဲ့အဖြစ်သမီးရဲ့သူကိုယ်တိုင်မှာလည်းပဲ အဝလွန်တာအငန်းစားတာဒါဆိုတော့သွေးတူးပိုပြီးဖြစ်စီတာနော်မျိုးရောပါလေရှိဒီ essential hypertension လို့ခေါ်တာပြောတော့ယောဂအခမ်းမရှိဘဲနဲ့မျိုးရောကြောင့်သွေးတူးတာကဒီညမှာဆက်ပြောချင်တာကဒါဒီတက်နိုင်သလောက်ထိန်းချုပ်ကာကွယ်လို့ရတယ်ကိုယ်မှာသွေးတူးမျိုးရိုးရှိတယ်ဆိုရင်ကိုယ်ကဘာဖြစ်မလဲရှောင်ကျင်တဲ့နာရီရှောင်ကျင်မယ်ဆိုရင်သွေးတူးတော့တက်နိုင်တော့ကာကွယ်လို့ရမယ်တိုးလာရင်တော့သိပ်မဆိုးဘူးပေါ့တမီးရဲ့အဲ့တော့ရှောင်ကျင်လို့ရရဆိုဆာရုပ်ကုဏလို့ပေါ့နှစ်ချက်ရှိတာပေါ့နော် တခုကတော့ non modifying ပဲလို့ခေါ်တယ်ဆရာတို့ပြင်ပြပြပြလို့မရတော့ဘူးဥမာသမီးရဲ့အသက်ကြီးလာတယ်သူတို့ပို့ဖြစ်နေတာပေါ့သူအသက်ကြီးလာနေမြဒူရီရဲ့သွေးကြောတွေကမာလာတာနော်နှစ်ကတော့အမျိုးသမီးတွေမှာသူတို့ပို့ဖြစ်တယ်ဒါလည်းရှောင်လွှဲလို့မရဘူးလေဟုတ်တယ်မလားနော် is to assess to ပြင်လို့မရနောက် family history ပေါ့မျိုးရိုးမှာသွေးတိုးရှိတယ်ဒါတွေကတော့ပြင်လို့မရဟုတ်ကဲ့အဲ modifiable risk factor လို့ခေါ်တယ်ပြုတ်ပြင်လို့ရတဲ့ချက်တွေရှိတယ် ဟုတ်ကဲ့သူဆရာပြောနေတဲ့ချက်တရားသွေးတို့တစ်ခုတည်းအတွက်မဟုတ်ဘူးနော်သွေးတို့စီးကြိုးကြောင့်နောက်ဆက်လက်ဖြစ်လာမယ့်လေးဖြတ်ယောဂါလုံးသွေးကြောပဲယောဂါတွေမှာလဲသူ့ပြင်လို့မရတဲ့ခုနပြောတဲ့ age to sex to family history တို့နော်မျိုးရိုးတွေကိုယ့်ရဲ့အသက်အရွယ်ပြင်လို့မရအောင်နော်ဟုတ်ကဲ့ဒါပြုပြင်လို့ရတဲ့ချက်တွေတော့ရှိတယ်သူမြေကိုယ့်ရဲ့နံပါတ်1ကအစားအသောက်ဒိုင်းရဲ့နော်အငန်းလျှော့စားမယ်စီးကြိုးရှိလားသွေးရင်းစီတဲ့ရှိလားရှိရင်ဒါတွေကိုတိတိထိထိရောက်ရောက်ဖြစ်အောင်ကုသမယ် နော်အပြီးရင်ဆက်လိတောက်တဲ့ဆက်လိကိုရက်မယ်အရက်ကိုတနိုင်ကြလောက်ရှောင်းမယ်နော်အပြီးရင်ဝိတ်လျှော့မယ်ပေါ့နော်နောက်တစ်ခါ exercise လုပ်မယ်ဒါတွေဆိုရင်ဘာဖြစ်လဲသူကမျိုးရိုးရှိတယ်ကွနအဇန်ရှိုင်ဘတန်ရှင်းမျိုးရိုးရှိလို့သွေးတိုးမယ်ဆိုရင်တော့မတတ်နိုင်ကြလောက်ဆရာတို့နော်သွေးပေါင်ခြင်းကိုသွေးတိုးမဖြစ်အောင်ကာကွယ်လို့ရမယ်ဖြစ်မယ်ဆိုရင်တော့မဆရာတို့အရန်ဆိုတဲ့အဆင့်တစ်သုံးသွေးတိုးရောကမဖြစ်ဘူးပေါ့သူနော်ဟုတ်ကဲ့ဆရာ now number 2ကတော့ဆို secondary hypertension လို့ခေါ်တယ် ယောဂအခန်းကြောင့်သွေးတိုးတာအဲ့တော့ဘလို့ယောဂတွေကသွေးတိုးတတ်လဲဆိုရင်သွေးတိုးနဲ့လာလဲဆိုရင်မီကြောက်ကဲ့ယောဂနော်ဟော်မုန်းယောဂနော်ဒါတွေကသွေးတိုးနဲ့လာတယ်နော်ခုနကပြောတယ်မျိုးမျိုးရှိရှိမရှိရှိနော်အဝလွန်ခြင်းကလေသွေးတိုးမျိုးမျိုးမရှိလဲသွေးတိုးတတ်တယ်နော်အယက်စလိတ်သွေးတိုးမျိုးမျိုးမရှိလဲနော်သွေးတိုးတတ်တယ်နောက်တစ်ခုကတော့ဆရာတို့မျိုးသမီးတွေမှာပေါ့နော်ကိုဝင်ဆောင်မှာသွေးတိုးတယ် hypertension နော် pregnancy induced hypertension ပေါ့နော်ဆိုတော့ pre eclampsia လို့လည်းခေါ်တယ်နော်ကိုဝင်ဆောင်မှာသွေးတူတယ်အဲ့ဒါလည်းပဲအန္တရာယ်ရှိတယ်ဒါတွေကလည်းကိုဝင်ဆောင်မိခင်ဖြစ်လာတဲ့အခါမှာနော်ကိုယ့်ရဲ့သွေးပေါင်းကြီးစနစ်ကျစောစီတိုင်းထားတဲ့နည်းနော်နောက်ကြမှာတည်တဲ့အခါမှာအသက်ဆုံးရှုံးနိုင်တဲ့အထိကလျော်မိခင်ရောတဲ့အန္တရာယ်ဖြစ်နိုင်နိုင်ပြီဖြစ်တဲ့သမီးနော်ဟုတ်ကဲ့ပါဆရာအဲ့တော့ဘောနော်လူငယ်တွေမှာဘောဒီသွေးတို့ရောဂါဖြစ်နိုင်ပါဆရာအဲ့ဒါလေးရှင်းပြပေးပါအောင်ရှင့်။အော်အေးသမီးဒီမိကုန်းလေးကောင်းတယ်နော်။ဟုတ်ကဲ့ အသမီးတို့လူငယ်တွေမှာလည်းသွေးတိုးဟာဖြစ်တယ်တဲ့နော်လူငယ်တွေမှာဖြစ်တဲ့သွေးတိုးကယောဂခံကြောင်ဖြစ်တယ်ဆက်ကုနာပြောသွားနှစ်ချက်ပါသမီးတစ်ကဇန်ဂျီဟိုက်ပါတန်ရှင်မျိုးကြောင့်သွေးတိုးတာနှစ်ကစကန်ဒီဟိုက်ပါတန်ရှင်ယောဂခံကြောင်သွေးတိုးတယ်လူငယ်သမီးတို့လူငယ်တွေမှာဖြစ်တဲ့ဟာကတော့ယောဂခံကြောင်သွေးတိုးတာကတော့ဘိုးဖြစ်များတယ်မျိုးကြောင့်တိုးတယ်ဆိုပေမဲ့မျိုးကြောင့်ဖြစ်တဲ့သွေးတိုးကအများအဖြစ်အသက်60ကျော်မှပဲတိုးတယ် 40အောက်မှာသွေးတိုးရင်အသက်30အောက်မှာသွေးတိုးရင်သူတို့မိန်းကလေးယောက်ျားလေးလူငယ်တွေအထူးသတိပြုပါမယ်။ကို့မှာယောဂအခန်းရှိနေပြီလား။ဒါဆရာတို့အများစုတွေ့ရတာတော့ယောဂဆေးဥခန်းတွေမှာဆေးရုံတွေမှာလာပြတယ်နော်။အခုဟာဆရာကျွန်တော်သွေးတိုးလို့အဖေသွေးပေါင်ကြသည်ယူတောက်ထားတယ်။အဲသွေးပေါင်ကတော့အခုကောင်းနေပြီလို့ဆက်လုပ်ပါလား။အဲ့တော့အများအပြားကလူငယ်တွေကသွေးတိုးတယ်ဒါတော့သူပုံမှန်လို့ပဲထင်ကြတာမဟုတ်ဘူး။ သူမှယောဂအခန်ရှိနိုင်တယ်ဆိုတာသတိပြုရအောင်နော်အဲ့ဒီမှာအဓိကက secondary hypertension ပေါ့နော်ခုနပြောတဲ့လူငယ်သွေးတိုးတွေမှာနော်ယောဂအခန်အဓိကကကြောက်ကက်ပဲဟုတ်ကဲ့ကြောက်ကက်ယောဂအထဲမှာမှဆရာတို့ဒီနိုင်ငံမှာဖြစ်များတာကြောက်ကက်ရောင်ယောဂနော်အချို့လည်းခန့်ငယ်ငယ်ကလေးဘွားတွေဖြစ်တယ်ကြောက်ကက်ရောင်တယ်လူကြီးဟုတ်ကဲ့ဆရာတို့ဆေးပညာအခေါ်ရတော့ nephrotic syndrome nephritis syndrome ရှိ nephrotic syndrome ကတော့ အဲ့ကြောက်ကရောင်ယောဂါစုကတော့သွေးတူးဖြစ်လိမ့်မရှိပါဘူး nephritis syndrome လို့ခေါ်တယ်ကြောက်ကရောင်ယောဂါအုပ်စုကတော့၅မျိုးလောက်ရှိတယ်သူကတော့သွေးတူးပြီးလာတတ်တယ်ဟောင်းဘလို့လူငယ်တယောက်ကသွေးတူးနေပြီဆိုရင်ယောက်ျားလေးမိန်းကလေးတတိထားငါမှကြောက်ကရောင်ယောဂါရှိသလားတော့ငယ်ငယ်ကငါသည်ကြောက်ကရောင်ယောဂါဖြစ်ပြီးနာတာရှိကြောက်ကရောင်ယောဂါများပါလာသလားနော်ဒါတမျိုးရှိရသည်နောက်တမျိုးလို့မိန်းကလေးတွေဆိုရင် SLE လို့ခေါ်တဲ့အရင်များလေးပဲ။သူကကြောက်ကရောင်တတ်တယ်။အဲသူကသွေးတိုးနဲ့အရင်လာတတ်တယ်။ တောင်မင်းကလေးသွေးတိုးရင်လေဒါသတိထားရတယ်။ငါမှာကြောက်ကြက်ရောင်ယောဂါရှိတာတောင်လေးပဲရေပြားလေးပဲနာလက္ခဏာကြီးရတာသူမြင်သိတာပါလေအစစ်မြစ်တွေရိုက်ကြိုက်တယ်ရောင်တယ်မျက်နှာတွေလက်တွေမှာအင်းမြင်ထတာနီလောင်ခွက်တွေပေါ်လာတယ်ခဏခဏဖြားတယ်သပင်တွေချွတ်တယ်အဲ့ပြင်သွေးတိုးတယ်ဆိုရင်ငါမှာနော်ကြောက်ကြက်ရောင်ယောဂာနဲ့เนาะလေးပဲနာယောဂာနဲ့သွေးတူးယောဂာရှိနေပြီလားဆိုတော့ဒါလည်းတက်ကြွနဲ့ဆံဝင်လည်းပြတယ်။နောက်ယောက်ျားလေးတွေလူငယ်လေးလေ လူငယ်ယောက်ျားလေးတွေမှာလဲဆိုအင်ဂျီနက်ဖလိုပတိလို့ခေါ်တဲ့ကြောက်ကဲ့ရောင်ယောဂတမျိုးရှိတယ်။သူလည်းကြောက်ဖို့ကောင်းတယ်။စီးသွားရင်သွေးပါတယ်။သွေးတိုးနေလာတယ်။တခြားကြတော့စီးသွားရင်သွေးပါတာမမြင်ရဘူးပေါ့နော်။သွေးတိုးနေလာတယ်။နောက်ကြောက်ကဲ့ပျက်စီးမှအတိကြတယ်။အသက်အန္တရာယ်ဖြစ်တယ်။လူငယ်ယောက်ျားလေးတွေတရီထား။နောက်သူလူငယ်ယောက်ျားလေးမိန်းကလေးတိုင်းဒီကိုမှသွေးတိုးရင်ဆရာချုပ်ပြောကြယောဂခံကြောင်တိုးတာဖြစ်နိုင်တယ်ဆိုတာတရီထားပါ။နောက်ဆရာတို့ဒီ secondary hypertension ပေါ့နော်။ ယောဂခံကြောင့်တွေးတွေးတိုးခြင်းမှာကြောက်ကြက်ရောင်ယောဂကတော့နံပါတ်1ပေါ့နော်ပြီးရင်ကြောက်ကြက်တွေးကြောခြင်းတာမွေးရပါကြောက်ကြက်အေးအေးဖြစ်တာဒါတွေကလည်းတွေးလို့ယောဂနဲ့လာတတ်ပါတယ်နောက်တစ်ခုဟော်မုန်းယောဂတွေပေါ့နော်ကြောက်ကြက်တွေမှာဖြစ်များတော့လေဝင်းကြီးယောဂဟုတ်ဟုတ်ကဲ့လေဝင်းကြီးတိုင်းရမင်းကလေးတွေမှာလည်းဖြစ်ယောက်ျားလေးတွေလည်းဖြစ်ပါမင်းကလေးတွေကပိုဖြစ်တယ်သူဒီလည်းပဲတွေးတိုးနဲ့လာတတ်တယ်သူဆိုရင်လေဝင်းကြီးယောဂဆိုရင်တွေးတိုးတယ်ဘူးလက္ခဏာရသမီးရဲ့လေဝင်းကြီးတယ်ချို့လည်းမကြီးဘူး စိတ်ကနာမခြင်းဖြစ်တယ်ရင်းနေတုံနေချွေးစည်းတွေပြင်းနေလူကပိန်လာတယ်ဒါဆိုငါမှာအသွေးတိုးနေလေပင်ကြီးနေသလားဆောင်းလိုက်ပြောနားလက်တက်ချက်နဲ့ဆောင်းနေပြလိုက်ပါဆောင်းဝင်းဒီအာလုံးသိပါတယ်နော်ဒီရွေကြီးတို့လက္ခဏာနဲ့လာရင်လေပင်ကြီးလာသူတို့စမ်းသက်စစ်စစ်ယောဂအတီးပြုတ်ပါလိမ့်နောက်ဆရာတို့ဟော်မုန်းယောဂကြောင့်သွေးတိုးတဲ့အခြားအရာရှိပါသေးတယ်ဆရာတို့ခေါ်တဲ့ cushion syndrome တပည့်နော်အုံနောက်ထဲမှာရှိတဲ့အကျိတ်တစ်ခုကနေပြီးတော့ဟော်မုန်းတွေမျိုးထုတ်တာများတာပေါ့နော်လူကဝဝကြီးဖြစ်လာမယ် နော်မျက်နှာကြီးတွေလာမင်းကြီးကိုဖုံဖောင်းကြီးနေဖြစ်လာမယ်အဲမျိုးသမီးဘိုက်မှာအစင်းချောင်းနေဖြစ်လာတယ်နော်သိလားအဲအဲ့ဒါလည်းသွေးတိုးနဲ့လာတတ်တယ်နော် acromegaly လို့ခေါ်တဲ့ဒီအုံနောက်အချိတ်တစ်ခုကနေပြီးတော့ခန္ဓာကိုယ်အရင်ကြီးထွားတဲ့ဟော်မုန်းတစ်ခုထုတ်လာလူကောင်းကြီးကကြီးဖြစ်လာလက်ချောင်းခြေထောက်တွေအကြီးဖြစ်လာမျက်နှာကြီးလည်းကြီးဖြစ်လာမယ်မေးရိုးတွေသွားအကြီးတွေဖြစ်လာဒါလည်းပဲသွေးတိုးနဲ့လာတတ်တယ်နော်နောက်တစ်ခုကတော့ concentrum ပေါ့ ကြောက်ကြက်ကဲအပေါ်မှာရှိရဲ glance တစ်ခုကနေပြီးတော့ဟော်မုန်းတစ်ခုသူလည်းထုတ်တာများတာပြီသူကြတော့ NDA ရှိတာသူကသိလက္ခဏာမပြအောင်သွေးတိုးနေပဲလာတာစစ်ကြည့်ရင်တော့သွေးတိုးမှာ potassium death ဆိုတာကျနေတာအဆောင်နေအားလုံးသတိပြုမိပါတယ်သိပါတယ်ဒါကြောင့်ဆရာပြောချင်တာလူငယ်တွေသွေးတိုးခဲ့ရင်ခုနပြောတဲ့ကြောက်ကြက်ယောဂါတွေဖြစ်နေတတ်ပါတယ်ဟော်မုန်းယောဂါတွေဖြစ်နေတတ်ပါတယ်နော်ဟုတ်ကဲ့နားလည်းတက်ကြွနေဆရာဝန်တွေပြသပြီးတော့ကိုယ့်ရဲ့သွေးတိုးဒီယောဂါခံတစ်ခုရှိနေသလားဆိုတာ ဆန်းသက်စစ်ဆေးကြည့်ကြပါလို့ဆက်အနေနဲ့အကြံပေးဆွေးနွေးပါ